ကျောင်းတွေမီဒီယာတွေအစိုးရတွေပြီးတော့သိပ္ပံပညာရှင်တွေကသူတို့ဒီမီတာအစိုးပြုထားရိုက်သွင်းထားသမျှအားလုံးဟာတည်ဆောက်မှုကြီးတစ်ခုဖြစ်နေမယ်ဆိုရင်ဘယ်လိုလုပ်မလဲကျွန်တော်တို့နေထိုင်တဲ့ကမ္ဘာကြီးရဲ့တကယ့်သဘောတဘာဝကိုတိဝဲထားပြီးလူသားတွေအမှန်တရားကိုမသိရလျောင်ဟန်တားထားတာမျိုးလားကမ္ဘာကြီးကရောတကယ့်တကယ့်မှာပြားနေပြီးတော့နေလာနှက်ခတ်တွေပါဝင်တဲ့လေတုအမိုးကြီးအောက်မှာဖုံးအုပ်ထားတဲ့ဆက်ဝိုင်းပုံဖြစ်နေမလားဒါကတော့ကမ္ဘာပြား theory ရဲ့အခြေခံယူဆပါသိပ္ပံနေကြတတ်တည်တွေရှိနေပေမဲ့ နှစ်ပေါင်းများစွာယုံကြည်သူတွေရှိနေစေဖြစ်ပါတယ်ဒီလိုယုံကြည်သူတွေမှာသူတို့လည်းဆုပ်လက်ကင်ပြထားတဲ့မြေပုံတစ်ခုတည်တံ့ရှိပါတယ်အခုကျွန်တော်တို့အသုံးပြုနေကြတဲ့မြေပုံကကဘာလုံးအယူဆနဲ့ဆွဲထားတဲ့မြေပုံမှာဒီတော့သူတို့ဝါဒီတွေအသုံးပြုတဲ့ကဘာပြားမြေပုံကဘယ်လိုမျိုးလဲကဘာပြားမြေပုံကိုဘယ်လိုမြင်ကြသလဲကဘာပြားတီအူတွေကိုနားလည်ဖို့ဆိုရင်သူတို့ယုံကြည်တဲ့မြေပုံကိုသိဖို့လိုအပ်ပါတယ်အများဆုံးညှိုးတဲ့ပုံက ်အက်စီမူတဲ့ equidistant projection လို့ခေါ်တဲ့မြေပုံဖန်တီးနေပါဒီမြေပုံမှာမျက်ဝင်ရိုးစုံကိုအလဲပို့ဟုထားပြီးအကွာဝေးတွေကိုတိတိကျကျပေါ်ပြနိုင်ပါတယ်ဒါပေမဲ့ဒီမြေပုံဟာကဘာကိုပြားတယ်လို့သက်သေပြတာမဟုတ်ပဲ 3D ကဘာကို 2D ပုံစံပြောင်းဖို့ပဲရည်ရွယ်တာပါ marketer projection လို့မြေပုံတွေလည်းပုံပြနိုင်ပေမဲ့ကဘာကိုစတုကန်ပုံပြားတယ်လို့မဆိုလို့ပါဘူးသို့ပင်ကြောင် လူရဆွေတွေကျမကြီးဆိုသလိုတချို့တချို့တွေအတွက်တော့ဒီမြေပေါ်ကွန်ဆတ်ကကဘာကြီးပြားချောင်းတက်တယ်ပြနေတဲ့အထောက်အထားတစ်ခုဖြစ်သွားနေပြန်ပါလိမ့်မဖြစ်နိုင်ဘူးဆိုတော့မရှိပါဘူးဒီတော့ကဘာကြီးကပြားတာလေဖြစ်နေတာပါမဟုတ်ဘူးလားကဘာပြားသီအိုရီယာတောင်ဝင်ရုံးဆုံး NLT ကဟာကဘာကိုဝန်းရံထားတဲ့ရေခဲအစုဝေးကြီးဖြစ်ပြီး တမောဒီယာကိုမပြိုကျအောင်ကာရန်ထားတယ်လို့ယုံကြည်ကြပါတယ်။ဒီအယူဆအရမီတာ100ကျော်လောက်မြင့်တဲ့ရေကဲတတိုင်းကြီးကကမ္ဘာအစွန်းတစ်ဖက်ကိုကာပေးထားပြီးတချို့ဝါဒီတွေကဒီရေကဲတတိုင်းကြီးတစ်ဝိုက်မှာလက်နက်ကိုင်းစောင့်ကြပ်သူတွေတောင်ရှိတယ်လို့ဆိုကြယုံကြည်ကြပါတယ်။ဒါကလည်းစိတ်ဝင်စားစရာပါ။ဟုတ်တာမဟုတ်တာအပထားပါ။ခြေကားတွေးနေတဲ့အုံနောက်ကတော့လေးစားစရာပါ။ဒါပေမဲ့တင်မကောင်းစရာကလက်တွေ့မှာ NLD ကကပြီးသွားတဲ့သူတွေပြောတာတော့ NLD ကတိုက်မှာပင်ကွင်းငှက်တွေ၊ဖြန်တွေ၊ငှက်တွေနဲ့ဟီယိုကန်းကြီးတွေကိုပဲတွေ့ခဲ့ပါတယ်။ ကံမဆက်လို့ပဲအဆောင်တွေနဲ့မကြုံခဲ့တာလားဘာလားမသိပါဘူးကဘာပြားတီတွေဘဲကစခဲ့တယ်လဲဂျေဂရီလူမျိုးတွေဖို့ BC 900လောက်ကတည်းကကဘာကြီးလုံးနေဆိုတာသိခဲ့ကြပြီမယ်တကူရာစုမှာဇမ်မြဲရူပိုတန်ဆိုသူဟာဒီကဘာလုံးယူဆကိုပြန်လည်ရှင်းသင်စေခဲ့ပါတယ်သူဆိုရကဘာပြားနေမယ်ဆိုရင်ဂျေဘီယာကွေးမနေပဲပြားနေမယ်လို့ဆိုပါတယ်ဒီတော့ကဘာသာလုံးနေရင်တော့ရေပင်တွေလည်းလုံလုံခုန်ခုန်ကြီးဖြစ်နေမယ်ဆိုပါတော့သူကဒီဆိုကိုတက်တည်ပြဖို့အတွက်တန်တမိုးတစ်ခုတော့ကြီးကြီးကျယ်ကျယ်လုပ်ခဲ့ပါတယ် Old Bradford River မှာ လုတ်ခဲ့တဲ့စမ်းသပ်မှုမှာလေတစင်းကိုမှန်ပြောင်းနေကြည့်ပြီးကဘာသာလုံးရင်လေကိုမြင်ရမှာမဟုတ်ဘူးလို့တက်တည်ပြခဲ့ပါတယ်။ဒါအုပ်ချေခံပြီး Adnor Global ဆိုတဲ့စာအုပ်ကိုပါထပ်ဆင့်ရေးသားခဲ့ပါတယ်။ဒီလိုနဲ့မပြီးစုံနိုင်တော့ကဘာပြားတီအူတွေကိုပြန်လည်ရှင်းတန်းခဲ့တယ်ဆိုပါတော့။အဲဒီကနေကဘာပြားတယ်ဆိုတဲ့အယူဆတရားကပြန်လည်ရှင်းတန်းလာခဲ့ပါတယ်။တိပ္ပံနေကြဖော်ပြခြင်းနဲ့အငင်းပွားမှုများဟုတ်ဒီတစ်ခါမှာတော့ကဘာကြီးလုံးနဲ့ဆိုတဲ့ဘက်ကဆရာသမားပါသူကဆောနာကတက်တဲ့ပြချက်ကိုပြန်လည်ချေပေါဖို့လုပ်ခဲ့တာပါ Every Russell Wallick ဆိုသူဟာ ရိုးပေါ်တန်းရဲ့စက်တက်မှုကိုပြန်လောက်ကြည့်တဲ့အခါမှာဒေတုရိုင်ချင်းကြောင့်အရာဝတ္ထုတွေပုံမြင့်နေတဲ့အောင်ခင်းရတာကိုတွေ့ရှိခဲ့ပါတယ်။ဒီတွေ့ရှိချက်နဲ့ပဲကဘာလုံးနေတာကိုထပ်မံတက်သေးပြခဲ့ပေမဲ့ကဘာပြားယုံကြည်သူတွေရောမသွားခဲ့ပါဘူး။အထူးသဖြင့်တော့အင်တာနက်ခေတ်မှာလူမှုကွန်ရက်တွေကနေဒီယူဆတွေပြန့်နှံ့လာပါတယ်။ Mr Beast တို့ influencer တွေပါဒီအကြောင်းတွေပြောလာတဲ့အတွက်ပို့ပြီးတော့လူသိများလာပါတယ်။လေလောင်ရမီပစ်အာ sorry မီလောင်ရလေးပင့်ပေးတဲ့မီးစာလေးတွေပါ။ online ပေါ်ကအချက်လက်တွေ ကဘာပြား theory ကြီးအတွန့်ရှိတည်တံ့ဖို့အဓိကပါဝင်ကူညီပေးနေတဲ့ main sponsor ကတော့ online media ပါ Netflix ရဲ့ behind the cuff စာတမ်းရုပ်ရှင်တွေမှာကဘာပြားယုံကြည်သူတစုဟာသူတို့ရဲ့ယူဆကိုသက်တည်ပြဖို့စမ်းသပ်မှုတစ်ခုလုပ်ခဲ့ပါတယ်သူတို့ဟာရေပြင်မှာ5မီတာမြင့်တဲ့အပေါက်ပါတဲ့ဘုံနှစ်ခုကိုထောင်ပြီးကင်မရာနဲ့မီးအိမ်ကိုစနစ်တကျထားရင်းနဲ့စမ်းသပ်ပါတယ်သူတို့ရဲ့ယုံကြည်ချက်အရကဘာပြားနေရင်မီးအိမ်နဲ့အလင်းဟာအပေါက်နှုတ်ကိုဖျက်တမ်းပြီးတော့တိုက်ရိုက်မြင်ရမှာပါဒါပေမဲ့ရလကတော့အလင်းမပေါ်ခဲ့ပါဘူး ဒါကဘာခွေးမိုးကြောင့်အလင်းလမ်းကြောင်းမှားသွားတာလို့ဆိုလိုပေမဲ့သူတို့ကတော့ဒီအဖြစ်ကိုလက်မခံဘဲအကြောင်းရင်းတစ်ခုခုရှိမှာပါဆိုပြီးပြန်လည်ရှင်းလင်းခဲ့ပါတယ်။တကယ်လည်းကဘာကြီးပြတာဖြစ်နေပါတယ်။ DOD တွေမထုတ်ပြနိုင်သေးပေမဲ့မဖြစ်နိုင်ဘူးဆိုတာမရှိပါဘူး။တွန်းတော့ကဒီဖြစ်ရကကဘာပြားယူဆရဲ့ဒီကပြဿနာကိုကျင်းရစေပါတယ်။ဘာလို့လဲကျင်းပါတယ်။ဒီဝါဒကိုယုံကြည်နေကြသူတွေဖို့သူတို့ဟာသိပံနေကြသက်သေတွေကိုလက်မခံဘဲကိုယ်ယုံကြည်ချက်နဲ့စန့်ကျင်တဲ့အချက်တွေတွေ့ရင်အကြောင်းပြချက်ရှာတတ်တဲ့အလေးထားနဲ့လေစားသွားတတ်တာကိုတွေ့ရမှာပါ။ ဥပမာကဘာလုံးကြောင့်ဂျူဒုတပ်ပုံတွေကို NASA ကတွတ်လုထားတာလို့ညင်းခုန်တာမျိုးပါတကယ်လဲသူတို့ကကဘာလုံးကဝိုင်းလေနေကြတာဖြစ်ခြင်းဖြစ်မှာပေါ့လေကျွန်တော်လည်းမသိတော့ပါဘူးအဲ့ဒီလောက်ထိတော့ကဘာပြားယုံကြည်သူတွေကသူတို့ရဲ့ယူဆကိုသူပေါင်းယုံကြည်မှုကနေအင်အားနောက်ခံရရှိထားပါတယ်အများကြီးမှာတော့ဤသည်ကျွဲဖြစ်လေတည်းဆိုတဲ့သက္ကပုံလိုပေါ့သူတို့ဟာလူမှုကွန်ရက်ဆာမျက်နှာတွေဖိုရန်ဒီမှာတည်ဆုံပြီးတော့ဒီကဘာပြား theory နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုပြဝေမယ် လူရီစီယိုဝါရဖြစ်မယ်။အော်ဒီလိုလူအတိုင်းဝိုင်းထဲမှာပေါဝင်လိုက်ခြင်းကသူတို့ကိုအထီးကျန်မှုကနေကဲတင်ပေးတယ်လို့ခံစားရစီတာကိုအထူးသဖြင့်တော့တိတ်ပင်ပညာရှင်တွေအစိုးရကိုမယုံကြည်တဲ့သူတွေသူတို့ပြောသမျှအကန့်လောက်ချင်နေသူတွေအတွက်ဒီကဘာပြားအတိုင်းဝိုင်းဟာပုံကံမှုရဲ့တင်ကြေတဖြစ်နေတတ်ပါတယ်။သူကလက်ရှိစနစ်ကိုမေးခွန်းထုတ်ရင်ကိုကိုကိုအမှန်တရားကိုရှာဖွေနေသူတွေကဘာကြီးနဲ့လူသားမျိုးနွယ်ကိုကဲတင်နေသူတွေဖြစ်နေမြင်တတ်ကြပါတယ် သိပညာရှုထောင့်ကကြည့်မယ်ဆိုရင်ဘဘပြားယုံကြည်မှုကိုတင်တန်းဆွဲဆွဲလန်းစီတဲ့အကြောင်းရင်းထဲမှာသိကံစားမှုဆိုင်ရာပဋိပက္ခနဲ့အသိပညာနေပါမှုကြောင့်ကိုယ်စွမ်းရည်ကိုလုံထွေးတက်မှုတို့ပါဝင်နေပါတယ်။ဥပမာကဘာလုံးကြောင့်တက်တဲ့တွေကိုမြင်ရင်စိတ်မသက်မသာဖြစ်ပြီးဒီစိတ်ဓာညာကိုတက်တာဖို့ကိုယ်ယူဆကိုပို့ပြီးတော့တောင့်ခံတက်လာပါတယ်။ပြီးတော့ရှုပ်ထွေးတဲ့သိပံတဘောတရားတွေကိုနားလည်လက်ခံဖို့ထက်အကာရံတွေနဲ့ဖုံးထားတယ်ဆိုတဲ့ရွေးရှင်းတဲ့ဖြေကစိတ်ချမ်းသာစေတယ်။ဒါကတော့စိတ်ပညာတဘောတရားရကဘာပြားဝါဒီတွေကိုလေ့လာသုံးသပ်ခြင်းပါ။ဒီပညာနဲ့မီဒီယာတွေရဲ့အခန်းကဏ္ဍကိုလည်းနည်းနည်းလောက်ဆက်ပြီးတော့ကြည့်ရအောင်ပါ။ အင်တာနက်ဟာကဘာပြားယူဆကိုပြောင်းပွားစေတဲ့အဓိကတရက်ကမှာ YouTube Facebook တို့မှာ algorithm တွေကစိတ်ဝင်စားဖွယ်အကြောင်းအရာတွေကိုအလိုလျောက်တင်ပြတဲ့အတွက်ကဘာပြား theory နဲ့ပတ်သက်တဲ့ video တွေကိုမတော်တဆဝင်ကြည့်မိတာဖြစ်ဖြစ်တမင်ရှာဖွေတာပဲဖြစ်ဖြစ်တခါကြည့်မိလိုက်တာနဲ့အဲ့ဒါနဲ့ပတ်သက်တဲ့ video content တွေကစတဲ့တက်လာပါတယ်တခါလေမြေပန်းကြားပန်များလာရတော့ဒီရဲ့ချက်ကလူတွေကိုတန်တရားစိတ်ကြီးလာစေပြီးတော့သိပ္ပံပညာကိုစတင်မေးခွန်းထုတ်စေခဲ့ပါတယ်ဒါပေမဲ့ဗီဒီယိုဒီမှာလေဆောင်းမှုတွေအချက်လက်တွေပါနေတက်တာကိုတေချာရှာတက်ရင်တော့တွေ့နေပါတယ်။အာဒါကတော့ပိန့်ုံဖန်နေဆိုပါတော့ ဘာပြားယူဆပြန်လည်ရှင်းသလာမှုကိုကင်တွေ့ဖို့အတွက်သိပ္ပံပညာရှင်တွေကမျိုးစုံကျိုးခုံနဲ့နီလန်တွေနဲ့ချင်းကပ်ပါတယ်။ပထမဆုံးအနေနဲ့သိပ္ပံစာတက်မြောက်ရေးကိုအလေးပေးလာကြပါတယ်။ကိုတွေ့တဲ့ချက်လက်တွေကိုစစ်တက်ဖို့မတိမှုကိုမေးခွန်းထုတ်တက်ဖို့ပညာရေးစနစ်ဒီမှာ STEM သိပ္ပံနီးပညာအင်ဂျင်နီယာသင်ချာကိုပုံမထဲသွင်းသင်ကြားလာကြပါတယ်။ဥပမာကလေးတွေကိုလက်တွေ့ဆန်းတက်မှုနဲ့ဂျိုးတူပုံရိပ်တွေကနေကဘာပုံစံကိုကိုယ်တိုင်လေ့လာခိုင်းတာမျိုးပါ။ဒါကြကဘာလုံးသီအိုရီတမားတွေရဲ့တံပြန်စစ်ဆင်ရေးကြီးဆိုပါတော့ ဒုတိယအနေနဲ့သိပ္ပံပညာရှင်တချို့က flat artery နဲ့ဓာတ်ရိုက်ဆွေးနွေးတာတွေလောက်လာကြပါတယ်။ဥပမာလူမှုကွန်ရက်ပေါ်မှာသက်သေတွေကိုစနစ်တကျရှင်းပြပြီးငင်းခုံတာမျိုးဒါအချင်းကိုတတ်တာလာပြီးမယ်။တခါတလေသူတို့ရဲ့ယူဆကိုပုံမခိုင်မာစေတာမျိုးလည်းရှိနေပါတယ်။ပို့ပြီးတော့အတန်ရှည်ရလာသလိုဒီ TU တွေကိုပိုပြန့်စေဖို့ပါဝင်အားဖြင့် sponsor ပေးထားတာမျိုးတော့ဖြစ်သွားနိုင်ပါတယ်။ဒို့ပညာဆရာဆရာကြီးများကတော့ဒီလိုဆွေးနွေးမှုကအမှန်တရားကိုရှာဖွေဖို့စိတ်ဝင်စားမှုကိုနှိုးကြားစေနိုင်တယ်လို့ယုံကြည်ပါတယ်။ ဒါဆိုရင်တိတ်ပံကတက်သေးပြနေပြီပဲကဘာပြားယူဆကလူအုပ်စုတစ်ခုအတွက်ဘာကြောင့်ဆက်လက်ရှင်တန်နေရလဲဒီမိကုန်းလေးတွေ့အဖြစ်ကိုကျွန်တော်တို့တွေအချက်သုံးချက်နဲ့အချင်းချုပ်လေ့လာကြည့်အောင်အဖြစ်ကိုကြည့်ရရင်တော့ဟောသလိုရလာပါတယ်သိပညာရှိတော်ကကြည့်မယ်ဆိုရင်လေကူရွှေရှင်းတဲ့ဖြူကိုလူချင်းမှုစိတ်ချမ်းသာစရာကိုရှာဖွေလာမှုအတိုင်းဝိုင်းနဲ့ဆိုရင်လူလူကြားကထင်းထွက်လူချင်းစိတ်နဲ့ပုံကံလူစိတ်ဤပညာပိုင်းမှာဆိုရင်အွန်လိုင်းပေါ်ကအချက်လက်မှားရင်းနဲ့ပြန်ပွားမှုကအဓိကအကြောင်းရင်းပါအဲ့ဒါလိုရလာပါတယ်ဒီအကြောင်းတွေကလူယုံကြည်မှုအလုပ်လုပ်ပုံစနစ်ရဲ့ရှုပ်ထွေးမှုကိုထင်ရှားစေပါတယ် သိပ္ပံပညာကအဖြေတွေပေးနိုင်ပေမဲ့ဒုတိယစိတ်ထဲမှာငါတိပိသားအမှန်တရားကိုဆွတ်လုပ်ဖို့ဆိုတာခက်ခဲနေတတ်ပါတယ်။အဆုံးသက်အနေနဲ့ကဘာပြား theory ရောလေစာမှုတစ်ခုသာဖြစ်ပေမဲ့ဒီ user ကကျွန်တော်တို့ကိုပညာတွေပေးနေစေပါ။အခုမှဆိုရင်ဒီ video ကြည့်ပြတဲ့နောက်မှာအုပ်စုကြီးတုံးကိုကွဲသွားပါတယ်။ကဘာကြီးလုံးနေတာအတိသာကြီးဆိုတဲ့အဖွဲ့ရဲ့ကဘာပြားတာကိုပြန်ခုခံချိပါအောင်မဲ့အဖွဲ့ရဲ့သူ့အတူလုံးလုံးပြပြစားဝင်နေလောက်အရေးကြီးသလားဆိုတဲ့အဖွဲ့ရဲ့ပဲဖြစ်ပါတယ်။ကြည့်နေတဲ့လူကြီးမင်းတို့ရောဘဲအဖွဲ့မှာပါလေ။ကဲအဆုံးနည်းကြည့်ရှုပြီးတော့ကျေးဇူးတင်ပါတယ်။